အသင်းမှာရှိတဲ့ကစားမတိုင်းလိုက်နိုင်ရမယ်စီကံတဲ့တခုကိုထုတ်ပြန်လိုက်တဲ့မက်စတာလိုက်တဲ့ပရိသတ်များအားလုံးမိပါဗျာသူမြောင်အမ်ဘတ်ခွန်ရှိခွေအင်းချက်ကနေအားလုံးကိုပြန်လဲကြိုဆိုလိုက်ပါရင်မက်စတာလိုက်တဲ့အသင်းဟာစာချန်ရက်ကလစ်တို့တာဝန်ယူပြီးနောက်ပိုင်းအသင်းမှာရှိတဲ့စီမင်းစီကံတချို့ကိုပြောင်းလဲထုတ်ပြန်လာခဲ့တာအများအားလုံးလုပ်ဖြစ်နေပါပြီအတူတူရိုမင်အမ်မိုရီယာစီကံတင်းချက်နဲ့နေပြတူဖြစ်နေမယ်ကြောကြပြီရိုမင်အမ်မိုရီနဲ့စာချန်ရက်ကလစ်ရဲ့ပူးပေါင်းမှုဟာယူနိုက်တက်အသင်းသားရဲ့အပေါ်စီကံနေပို့ပြီးတိုးလို့များလာစေခဲ့လို့ပြောရမှာဖြစ်ပါရင် လက်ရှိချိန်မှာလည်း United အသင်းဟာအသင်းမှာရှိနေတဲ့ကစားသမားတိုင်းလိုက်နိုင်ရမယ့်စီကန်တစ်ခုကိုထပ်မံထုတ်ပြန်လာခဲ့ပြန်ပါတယ်။ Manchester United အသင်းဟာအသင်းမှာရှိနေတဲ့ဝန်ထမ်းတွေအသင်းမှာရှိနေတဲ့ကစားသမားတွေကိုအသင်းရဲ့နောက်ကွယ်ကဗျိုင်းနယ်စင်ထပ်ပုံတွေကိုကိုယ့်ရဲ့ social media မှာခွင့်ပြုချက်မရပဲတင်ဖို့အတွက်တားမြစ်လိုက်တယ်လို့သိရပါတယ်။ဒီဆုံးဖြတ်ချက်ဟာကစ်တဲ့ဘောလုံးအသင်းရဲ့စီမံခန့်ခွဲမှုပုံစံကိုထင်အပ်ပြသနေတယ်လို့ပြောမှာဖြစ်ပါတယ်။မန်ချက်တာတက်လို့ကမ္ဘာထိပ်တန်းအသင်းကြီးတွေအနေနဲ့အသင်းရဲ့လုံခြုံရေးအသင်းအတွင်းတည်ငြိမ်မှုဟာအရေးကြီးတဲ့အချက်တစ်ချက်ပါ ဝင်နေမြောင်းအတင်းပေါ်မြောင်းအတင်းသားများအနေနဲ့အတင်းမှာရှိနေတဲ့ဓာတ်ပုံတွေကိုခွင့်ပြုချက်မရပဲဆိုရှယ်မီဒီယာမှာတင်မိမယ်ဆိုလို့ရှိရင်အနေများစွာနဲ့ကြုံတွေ့ရနိုင်ပါတယ်။အထူးပြင် United အတင်းရဲ့ list ပိုင်းဆိုင်ရာလိုအပ်ချက်တွေ၊နေပညာပိုင်းဆိုင်ရာလိုအပ်ချက်တွေပေါက်ကြားတာတွေ၊လေ့ကျင့်ခွင့်မှာကစားသမားတွေရဲ့အချမ်းခိုင်မှုအခြေအနေတွေ၊နေပြရဲ့နေပြကအသစ်တွေ၊အတင်းရဲ့ရင်းရှင်းစီမံကိန်းတွေကိုပြိုင်ပွဲအသင်းတွေမနာလိုတဲ့သူတွေကသိရှိသွားနိုင်ပါတယ်။ဒါအပြင်ကစားသမားတွေရဲ့ကိုယ်ကိုယ်တာကိစ္စတွေလုံခြုံရေးကိစ္စတွေလည်းထိခိုက်စေနိုင်ပါတယ်။ဥပမာကစားသမားတွေရဲ့ကိုလက်အင်ကအစီပိုင်းကျန်းမာရေးအခြေအနေကိုပြသတဲ့တဲ့ပုံတွေကြောင့် ကစားမရတဲ့အလုံးစုံရင်အဲ့ကိုထိခိုက်စေနိုင်ပါရင်အသင်းရဲ့အစာဦးကိုဖို့ထိုးပေါက်ဝင်ရောက်ပြီးတော့ကစားမရရဲ့နီးစင်းတစ်ပိုင်းဆိုင်ရာအချက်အလက်တွေနီးပြရဲ့နီးပြွာဆိုင်ရာအချက်အလက်တွေဒါပြင် တခြားအရေးပါတဲ့အချက်အလက်တွေကိုဝင်ရောက်ယူမြူသူများအတွက်လည်းအခွင့်အရေးတစ်ခုဖြစ်လာနိုင်ပါရင်မထားကြောင့်မန်ချက်တာနိုင်တက်လို့ကမ္ဘာအကောင်းဆုံးထိပ်သီးအသင်းတစ်သင်းအနေနဲ့သူတို့ရဲ့ကြော်ကြားမှုကိုထိန်းချုပ်ဖို့လိုအပ်ပါရင်အလို့မြင်ဆိုရှယ်မီဒီယာကိတ်ဖြစ်နေတာကြောင့်ဝန်ထမ်းတစ်ယောက်ရဲ့ပုံစံမကျတဲ့ဓာတ်ပုံတစ်ပုံကနေအသင်းသားတစ်ယောက်ရဲ့အမှတ်မတင်ရိုက်ကူးလိုက်တဲ့ဆယ်ဖီဓာတ်ပုံကနေကစားသမားတွေရဲ့စိတ်အခြေအနေအသင်းတွင်းဆက်ဆံရေး ဒေးချင်းနေပြော်ရီစားတွေကိုခံမှန်းသွားနိုင်ပါတယ်ဒီခံမှန်းချက်တွေကနေတဆင့်သတင်းမီဒီယာတွေရဲ့အပေါ့ချပြောဆိုမှုတွေကနေအသေးအတွင်းစီးလုံးညှို့မှုကိုလည်းပြိုကွဲသွားစေနိုင်ပါတယ်ဒါအပြင်လေးချင်းရဲ့ကွဲပါဘိုင်အမော်ဘူးတပုတ်တပုံတင်လိုက်တာကနေပြီးတော့ United အသင်းရဲ့နီးစနစ်ပိုင်းနဲ့ပတ်သက်ပြီးပဲမဲ့အသင်းတွေကခံမှန်းလို့ရသွားနိုင်တာမျိုးလည်းဖြစ်လာနိုင်ပါတယ်အရေးကြီးဆုံးအချက်ကတော့ United လိုကလပ်အသင်းတစ်ခုအတွက် BI နဲ့ Sync Click တွေဟာစီးပွားရေးတန်ဖိုးအရအများကြီးတန်ဖိုးရှိပါတယ်။အထူးသဖြင့် United ပရိသတ်တော်များဟာအသင်းအတွင်းမှာဘာတွေဖြစ်ပျက်နေလဲ၊မီဒီယာတွေကလည်း United အသင်းမှာဘယ်လိုကိစ္စတွေဖြစ်ပျက်နေလဲ ဘာကနီးယာကိစ္စတွေအတွက်လည်းအရေးပါလာနိုင်ပါတယ်။ဒါကြောင့်ယူနိုက်တက်အသင်းရဲ့တာဝန်ရှိစရာဒီအကြောင်းအရာနဲ့ပတ်သက်ပြီးစနစ်ကျစီမံခန့်ခွဲဖို့လိုအပ်လာတာလည်းဖြစ်ပါတယ်။ယနေ့ခေတ် Digital ခေတ်မှာအသင်းသင်းရဲ့လုံခြုံမှုကြော်ကြားမှုနဲ့စီဝိုင်းရအကျိုးမြတ်တွေကိုကာကွယ်ဖို့ဟာအရေးကြီးဆုံးအချက်ဖြစ်နေပါတယ်။အထူးသဖြင့် Social Media ခေတ်မှာသတင်းချက်လက်တွေဟာလင်းမြန်စွာစီးဆင်းနိုင်တာကြောင့်အသင်းသင်းရဲ့လုံခြုံရေးကိုထိန်းချုပ်ဖို့ကပိုပြီးခက်ခဲလာပါတယ်။မဆာလိုက်တဲ့အသင်းရဲ့ဒီဆုံးဖြတ်ချက်ဟာဝန်ထမ်းတွေရဲ့ကိုယ်ပိုင်ဆိုင်မှုကိုကန့်သတ်တာမဟုတ်ပါဘူး။အသင်းရဲ့အကျိုးစီးပွားကိုကာကွယ်တာပါ။ သကစားမရည်ရဲ့ကိုယ်ကိုယ်တာကိစ္စရောကန်တနာမဟုတ်ဘူးကစားမရည်နဲ့ဆယ်ဖီကိုစနစ်ကျဆွဲယူနိုင်ပြီးအတင်းမှာအေးပါတဲ့အနေအစာအုပ်တွေမပါဘူးဆိုရင်အရေးကြီးတဲ့အချက်တွေမပါဘူးဆိုရင်တော့ဒီအပေါ်မှာအေးယူခြင်းခံရမှာမဟုတ်ပါဘူးဟုတ်ကဲ့ပါမြန်ဗီဒီယိုကတော့ပါပဲနောက်နေပါလေအားကစားတဲ့ပတ်သက်တဲ့သတင်းချောင်းတွေကိုတင်ဆက်ပေးတော့မှာဖြစ်တာကြောင့်ကျွန်တော်တို့ရဲ့ page တွေကို like and follow လုပ်ပြီးဒီ video လေးကိုလည်း share ပေးချပါဦးလို့ပြောရင်းနဲ့ဤကောင်းချိုးလိုက်ရပါတယ်ခင်ဗျာ